ကျဲသီးတဲ့ချီကိုနှစ်ပင်ပူးထားမယ်နော်ဒီမလှဘက်ကနေပြီးတော့ရှာခံများအောက်မလှဘက်ကနေပြီးတော့အတွင်းထဲကနေပြီးတော့ကျမတို့အက်ကိုထိုးလိုက်မယ်နော်မှတ်ထားတဲ့အမှတ်နေရာနေအက်ထိုးလိုက်မယ်ထိုးပြီးရင်ကျမတို့ကဒီကျဲသီးနော်အမကျဲသီးအမလေးအပေါက်ထဲကိုအချီထည့်မယ်ပြီးတော့မှအဲ့ဒီနေရာမှာ ကျွန်မတို့ဟိုဘက်အပေါင်နဲ့ဒီဘက်အပေါင်နဲ့နှစ်ပေါက်ထိတ်ပြီးတော့ဒါဇုံထိုးတော့နော်လေးပေါက်ရှိတဲ့အခါကျတော့ကျွန်မတို့ဒါပထမဟိုနှစ်ပေါက်နှစ်ပေါက်စီကိုအပေါ်အောက်အပေါ်အောက်ကျွန်မတို့ထိုးသွားမယ်နော် ါဆိုရင်ကျမတို့ပထမနှစ်ပောက်ကိုကျမတို့ခြီး၃ဝင်လောက်ထိုးလိုက်တာပါเนาะပြီးရင်နောက်ကျန်တဲ့နှစ်ပောက်တွေကျမတို့တစ်ခါလဲဆက်လုပ်မှာเนาะ ဒီအောက်ဖက်ကကြံတဲ့နှစ်ပေါက်ကိုလည်းကျမတို့၃ပင်လောက်ချုပ်လိုက်မယ်နော်ချုပ်ပြီးရင်ကျမတို့အောက်ဖက်မှာခြီးမပြုတ်အောင်လို့ခြီးတစ်ခါလဲတုပ်လိုက်မယ်နော်ဒီရှာကန်များပေါ်မှာချုပ်တဲ့ကျယ်သေးရာကအချီကိုလေအောက်ထိပေါက်လို့ရတယ်နော် ခုကျမတို့ဒီအပေါ်ဘက်နော်အဖိုအဖိုလေးထိုးမှာနော်အဲ့တော့သူ့ကိုကြာတော့ကျမတို့ကျဲသီးကိုတခါတည်းကတ်လိုက်တယ်ကတ်ပြီးတော့ကျမတို့ ပထမအဦးဆုံးတစ်ချက်ကို အပေါ်ကိုပအောင်လုပ်မှာနော်ပထမအပေါက်ကိုပဲကျမတို့ပြန်ဖောက်မယ်နော်ပထမအပေါက်ကိုပဲပြန်ဖောက်မယ်သူ့ကိုကျမတို့ကလေအပေါ်ဘက်မှာ ချီမလှတာကြီးအများကြီးမပေါ်စေချင်လို့เนาะအဲ့တော့ပထမအပေါက်ကနေထိုးမယ်ပြီးရင်ပထမအပေါက်ဒီဘက်ပိတ်ဆဘက်ကိုပြန်ထိုးမယ်เนาะဒါဆိုရင်ကျမဒီအဖိုးထိုးတဲ့ဘက်ကကျမတို့အထက်အောက်ပေါက်တာတပင်ပဲလုပ်မယ်เนาะပြီးရင်ကျမတို့ကဒီကျယ်သီးခါရောင်လုပ်ဖို့ဆိုရင် အောက်ကဒီရှာကန်များဒီအတွင်းလိုင်းနေများပေါ့ဘယ်ကျမတို့အက်ကိုဖောက်မယ်နော်ခြီကိုအဲ့ဒီမှာပဲအခိုင်မှာခြီမယ်နော်အပြင်ဘက်ကျမတို့အဲ့ဒီပိတ်စာပေါ်အထိရအောင်မလုပ်ဘူးနော်ကျဲဒီမှာအပေါက်၄ပေါက်ရှိတယ်เนาะအဲ့တော့ကျမတို့ကအခုချုပ်တဲ့အခါကျတော့ အပေါက်၄ပေါက်ရှိတယ်ဒီအပေါက်၄ပေါက်ကိုတစ်ပေါက်စီပဲသွားမယ်နော်အောက်ကရှာကန်များမှာကျမတို့ချုပ်တယ်လို့မျိုးနှစ်ပေါက်ကိုတစ်ခါမသွားဘူးတစ်ပေါက်ကိုတစ်ခါသွားမယ်ကျမတို့၄ခါချုပ်ရမယ်နော်အဲ့တော့တစ်ခါချုပ်ရင်ကျမတို့၃ချက်လောက်ခြီသုံးရင်ရတယ်နော်ဒါပထမတစ်ပေါက်ပြီးသွားပြီနောက်တစ်ပေါက်ကျမတို့အောက်ဖက်ကနေကျယ်သေးတဲ့အောက်ဖက်ကနေခြီလေးကိုရှိုးပြီးသွင်းမယ်နော် ခုဒီဒုတိယတစ်ပေါက်ကိုလည်းကျမတို့ချီချီထိုးတဲ့အခါကျရင်သူ့ဒီအပြင်เนาะဒီအပြင်ကအလှဘက်ကို ကျမတို့ချီမပေါက်ဘူးเนาะအတွင်းထဲကဒီ lining များမှာပဲကျမတို့ကျယ်ဒီအခိုင်မှာဖြစ်အောင် ကျမတို့ချုပ်မယ်เนาะအတွင်း lining များကိုပဲအသေးယူပြီးတော့ချုပ်မယ်တတိယတစ်ပေါက်လည်းကျမတို့အပြင်အလှဘက်ကို ကျမတို့ချီပေါက်အောင်မလုပ်ဘူးเนาะ နောက်ဆုံး၄ပေါင်မြောက်နောက်ဆုံးအပေါက်ကြတော့မှကျမတို့အပြင်ကိုချီခိုင်အောင်တပေါက်လောက်ပဲသွားပြီးတော့တွဲလိုက်မယ်သဘောလုံးမယ်နော် လေးပေါက်မြောက်ပြီးရင်ကျမတို့ခြီးတုပ်လိုက်မယ်နော်ခြီးတုပ်ပြီးတော့ခြီးဖြုတ်လိုက်တော့ ါဆိုရင်ကျမတို့ကျဲသီးတက်လိုက်ပြီเนาะအဲ့ဒါကိုဒီအပေါ်တက်ပြီးပြီဆိုရင်ဒီအောက်ဖက်ကိုလည်းတက်မယ်အောက်ဖက်တက်ပြီးရင်ကျမတို့အလဲကိုတက်မယ်เนาะအလဲတက်ပြီးတော့မှဘေးတွေကျန်တဲ့နေရာတွေကိုညှိပြီးတော့တက်မယ်เนาะ